မင်းစာတတ်တယ်စာတတ်တယ်ပညာရှိဖြစ်တယ်ဆိုတာကိုမတန်မှန်းသိတဲ့နေ့မှာမင်းစာတတ်တဲ့ပုဂ္ဂိုလ်ဖြစ်မှာကိုမတန်မှန်းသိဖို့အရေးကြီးတယ်ဟုတ်ကဲ့လောကလူတွေကနည်းနည်းသင်လိုက်ကိုတတ်သွားပြီလို့ထင်တာအေးပိဋကသုံးဖို့တော့အလွယ်လေးလို့အောင်းမေ့ခြင်းမေ့နေမှာတော့ကြာမတတ်တဲ့ပုဂ္ဂိုလ်ကပိုးသူ့ကိုယ်သူတတ်တယ်လို့ထင်တတ်တယ်အေးတကယ်သိပြီတကယ်သင်လာတဲ့ပုဂ္ဂိုလ်တွေကြတော့ဟာငါမတတ်သေးဘူးငါမတတ်သေးဘူးဒီလိုပြောရမှာတကယ်လဲမှန်တယ် ဒီပိဋကသုံးခုထဲမှာဘုန်းကြီးတို့နှစ်ပြောင်းများစွာပိဋကစာပေတွေကိုလေ့လာတာမသိသေးတဲ့သဘောမပေါက်သေးတာတွေရှိသေးတယ်ရှိတယ်မရှိဘူးမဟုတ်ဘူးအဲ့ဒါမပြောနဲ့ဗမာပြည်မှာသာသနာ2500ကနေပြီးတော့တီဃာကျမ်းစာတစ်ခုအထက်ကရာတီဃာပါဠိထက်ကရာတီဃာဒီသတ္ထတန်ခါနာတင်တဲ့အချိန်ဟောသတ္ထတန်ခါနာတင်တဲ့အချိန်မှာ ပါဠိတော်ကအုပ်ရိပ်40ရှိတယ်။အထက်ကရာက52အုပ်ရှိတယ်။တိက26အုပ်ရှိတယ်။အဲ့ဒီတိက26အုပ်ထဲကမဇ္ဈိမနိကေကိုဖွင့်ဆိုတဲ့တိကတစ်စောင်းထဲမှာဆရာတော်ကြီးတွေဖြည့်ရှင်းပေးနိုင်စွမ်းမရှိလို့ဒီတိုင်းရိုက်ထည့်ထားလိုက်ရတာဒီကနေ့ထိရှိတော့မယ်တာ။ဒါဘုန်းကြီးတို့မစွမ်းဆောင်နိုင်မှုတွေပေါ့။ရှုပ်နေတဲ့စကလုံးတွေကိုမရှင်းနိုင်ဘူး။မရှင်းနိုင်လို့ဒီတိုင်းရိုက်ထိုက်ထားတယ်။ဒါအမှန်တိုင်းပဲ။ เนาะမရှင်းနိုင်ဘူးတရားဘာဆိုလို့မှမသိအောင်စကားတွေရှုပ်ထွေးပြီးတော့ခစ်ဆက်ဆက်ကရေးလာတဲ့အခါကျတော့စာရည်ရဲ့လွဲမှားမှုတွေကိုပြင်ဆင်တိဖြတ်နိုင်စေမရှိမရှိသည့်အတွက်ကြောင့်အခြေမပြတ်ကလေးဒီတိုင်းရိုက်ပြီးတော့ထည့်ထားတာရှိသေးတယ်။ဘုန်းကြီးတို့အဲ့ဒါအားမလို့အားမရဖြစ်တယ်ခဏခဏလည်းပြောတယ်။တန်ခါနာတင်သွားတာကွာနှစ်ပေါင်း60ရှိပြီ။ဒီစာပိုင်လေးတွေတို့မရှင်းနိုင်သေးဘူးတို့ညံ့တာပဲတို့။အဲ့တော့တကယ်ကတတ်ဖို့ဆိုတာအမှန်တန်ခဲမှာ သို့တော်လဲကိုကိုကိုတတ်ပြီဆိုတဲ့ပုံပေါ်ကြတော့အမလေးအထက်ကနာကဘလို့ဆိုတယ်ဒီကာကဘလို့ဆိုတယ်နဲ့အထက်ကနာဒီကာကိုသူအကုံရသည်တကယ်လို့အထက်ကနာတွေကမှားတယ်ဒီကာကမမှန်ဘူးနဲ့ဒီလိုပြောတာအတော်အံ့ဩစရာကောင်းတဲ့သူရဲ့ကောင်းကြီးတွေပဲเนาะဘုန်းကြီးကနိုင်ငံညာမှာသွားပြီးတော့ဂျာမနီမှာသင်တန်းသွားပို့ချတော့အဲ့ဒီဥရောပတို့အနောက်တိုင်းကတို့ပါဠိစကောလာဆိုတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲတချို့ကအထက်ကနာဆိုရင်ဝေဘာညင်နေပေါ့ ထကရာတွေဘာလို့ဝေဘာနှုံးဆိုတော့နောက်ပိုင်းမှာပေါ်လာတာမို့အထကရာတွေကိုလေးမထားဘူးလို့သူကပြောတယ်။နောက်မှာပေါ်လို့အလေးမထားဘူးဆိုရင်အခုပြောတဲ့ပုဂ္ဂိုလ်ကပိုနှောင်းကြတယ်လို့ခေါင်းကြီးကပြောတယ်။အလေးမထားဘူးလို့ပြောတဲ့ပုဂ္ဂိုလ်ကအခုမှပြောတာဆိုတော့ပိုနှောင်းကြတယ်လို့မင်းစကားပိုနားပြီးတော့နားမထောင်သင့်ဘူးလို့အဲ့ဒီမှာအထကရာတွေနဲ့ပတ်သက်ပြီးတော့ပြောဆိုဝေဖန်တဲ့အခါခေါင်းကြီးကတင်နန်းပို့ချရင်ထည့်ပြောတာပါ ဒီနောက်တိုင်းစကောလာတွေပါဠိစကောလာတွေအားလို့ပထဂရာတွေကိုကဲရရှုပ်ချတဲ့စကားသံတွေပြောတယ်လို့ဘုန်းကြီးကမေးချင်တယ်လို့ဘယ်နှုတ်ဖတ်ဖို့လဲလို့မေးချင်တယ်လို့မဖတ်ဘူးပဲနဲ့အထက်ကရာတွေမမှန်ဘူးလို့ပြောလို့ရမှာပြောတဲ့နဲ့အတိတ်ပဲကပါတော့ဆိုရင်အထက်ကရာတွေသူအကုန်ဖတ်ဖူးတယ်အေးဟုတ်ပြီဖတ်ဖူးတယ်ဖတ်ဖူးရင်ဘယ်နေရာကမှားတာလဲဘာကြောင့်မှားတာလဲဒီလိုပဲပြောရအောင် ထက်ကရာတွေမမှန်ဘူးလို့သူပြောလို့ဘယ်လိုလုပ်ပြောမှာလဲ။ဟောအဲ့ဒါလို့နှုံချတဲ့ပုံကိုယ်တွေအများကြီးရှိတယ်နော်။ညမာပြည်မှာလည်းပဲဒီပုံကိုယ်တွေရှိတယ်။ဟိုစာမသိပဲနဲ့ဒါတွေကမလုံထိုင်ဘူးလို့ဘုံတို့ဘုံကြီးတို့ကယူဆတယ်ပေါ့နော်။အဲ့ဒါကိုလည်းစာအုပ်ကုံအောင်လည်းမဖတ်ဘူးပဲနဲ့တနည်းအားတစ်ချောင်းကလေးတွေ့တာလေးနဲ့ဝေဖန်တယ်ကိုရေးဒီရေးရေးတယ်ဆိုတာတော်တော်တတိကောင်းတယ်လို့ပြောရမှာ။ ာဇာနီပုဂ္ဂိုလ်ကြီးတွေအဲ့ဒီအာဇာနီပုဂ္ဂိုလ်ကြီးတွေကနောင်ကြလို့ရှိရင်လည်းဖျားချွတ်လို့မရတဲ့အာဇာနီကြီးတွေဖြစ်မှာပဲဘာလို့လို့ဆိုအယူဆဆိုတာဆွဲသွားလို့ရှိရင်ချွတ်လို့မရဘူးလေ